အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာဆိုရင်တော့မောင်ညိုမိုင်းတန်လျင်ရေးသားတဲ့မေတ္တာဇောရဲ့ပောက်ကွဲအားဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်မျှဝေပေးသွားမှာဖြစ်ပါတယ်ခံစားနားဆင်ပေးကြပါအောင်ခင်ဗျာမူလာတုံးကကိုမျောင်းမြကလူကောင်းတယောက်တဲ့အခုကိုမျောင်းမြလူသက်မူကြီးကိုကျူးလွန်ခဲ့တယ်သူ့ပုံစံကိုကြည့်ရရင် လူသက်သမတယောက်လို့လုံးဝမထင်ရဘူး အချုပ်ထဲမှာပရိပဲစိတ်နေတယ်။တရားပဲချူမှတ်နေတယ်။ဖရုဒဝါစာလုံးဝမပြောဘူး။သူ့ဘာသာတည်တည်တန့်တန့်အချုပ်ပုံစံထမင်းပွားပွားမနတ်တနတ်ပဲဟင်းအရေးကျဲကျဲကိုမကြီးမညိုစားတော့ပြီးငြိမ်ငြိမ်သက်သက်နေနေတဲ့လူ သူ့ကိုကျွန်တော်စမြင်ဘူးရတာက အချုပ်ခန်းထဲမှာအဲ့ဒီတုန်းကစင်ကျင်တုံတရားနဲခဲ့တဲ့ကျွန်တော်ကလည်းပုံမှန်ကွက်လက်နဲ့အစိုးရရိတ်ခါစားတော့နေရချင်း လူသက်ဝင်မဟိတ်ကြားကောင်းအပြင်ဘက်ကနေရဲမူထံတူကလှမ်းအောင်ပြီနောက်အချုပ်ကြားကောင်းတကားနဲ့အချုပ်ခန့်တကားတော်နှစ်တန်းပွင့်သွားပြီ အချုပ်သားလူသက်တယောက် ဝင်လာတယ်လူပုံသားကဖြူဖြူတွတ်တွဲတန့်တန့်ပြန့်ပြန့်အသက်ကရှိလိုက်ရင်25နှစ်ဝင်းကျင်ခန့်သူကအချုပ်ခန့်ဝမှာရက်ပြီဟိုးကြည့်ဒီကြည့်နဲ့ကြောင်တောင်တောင်ဖြစ်နေလို့အချုပ်ခန့်လူကြီးအောင်ဝိုင်းရဲ့တပည့်နှစ်ယောက်က အချုပ်ခန်းလူကြီးအောင်းဝိုင်းရှိကိုစွဲခေါ်လာတယ်။သူ့မျက်နှာပေါ်မှာအကြောက်တရားအလန့်တရားပုံရိပ်ကထင်ရှားစွာပေါ်လွင်နေတယ်။သူ့ပုံစံကကြီးကံအုပ်ကြာရောက်နေတဲ့ကြက်ပေါက်စားလေးတစ်ကောင်းလိုဖြစ်နေတယ်။ထိုင်းစံအချုပ်ထဲရောက်ဖူးသလား။မရောက်မရောက်ဖူးပါဘူးခမ ्या ။ပုံစံထိုင်းရမယ်။အချုပ်ထဲကိုရောက်ရင်အချုပ်ပုံစံဆိုတာရှိတယ်။ထောင်းထဲကိုရောက်ရင် ထောင်းပုံစံဆိုတာရှိတယ်ကြားလားဟုတ်ဟုတ်ကဲ့အချုပ်ပုံစံဆိုတာဟောဒီလိုတမြင်ခွေ ထိုင်မယ်ခါမမတ်ထားရမယ်မျက်စိကခြေတက်တဲ့ကိုကြည့်မယ်လက်တစ်ဖက်ကိုဒူးနှစ်ဖက်ပေါ်စမ်းတမ်းပြီးလက်သည့်စုပ်ကိုမှောက်တင်ထားရမယ်ဟောဒီလိုမှတ်မိပြီလားဟုတ်ဟုတ်ကဲ့မှတ်မိရင်ပုံစံထိုင်းပြလူရွဲကမှန့်ညံကောင်းတယ် အခန့်လူကြီးကိုဝိုင်းသင်ပြတဲ့အတိုင်းမှန်မှန်ကန်ကန်လုပ်ပြနိုင်တယ်။အခန့်လူကြီးကိုဝိုင်းကလက်တံပြောင်းနေသူ့အမှုကဘာမှမဟုတ်ဘူး။ရိုက်မှုခိုးမှုသို့တော်သူက မကြာခဏအချုပ်တဲ့ထောင်းနဲ့ဝင်ထွက်ဖို့တော့အချုပ်ရည်ထောင်းရည်ဝါပြီးအချုပ်ထဲပြန်ရောက်ရင် အလုလိုအခန့်လူကြီးတန်းရနေတယ်။ခရာတိပညာလေးတတ်ထတော့ရက်ကန်ကန်ဝင်လာတဲ့အချုပ်သားတို့ မထေမက်မြင်ဝင်လာတဲ့ချုပ်သားတို့ဆိုရင်ပြင်းရောပြင်းတာတိတာမှရွာစစိမ့်ပေးတာကြီးလက်တန်နှီးပါပဲလူသက်ကတော့ဝင်လာကြတဲ့ကရိုးရိုးကြိုးကြိုးမှုအတိအပြင်းနဲ့အကျိုးစိုးမခံရဘူးငါမေးသမျှကိုတူတူချင်းချင်းပဲဖြေးဟုတ်လားဟုတ်ကဲ့မင်းနံမြီကိုမြောင်းမြနောင်ကိုငါတို့ကပဲမေးမေးအပြင်းကရဲမူထံများကပဲမေးမေးနံမြီမေးရင်ကိုမထက်နဲ့မြောင်းမြလို့ပြော အဖေနာမည်ကိုမေးရင်ရိုးရိုးသေးသေးဥထည်ပြီးပြောပြန်မေးမယ်နာမည်မြောင်းမြမြောင်းမြကမြို့နာမည်လားလူနာမည်လားလူနာမည်ပါခမအဖေနာမည်ဥနော်မင်းအသက်28နှစ်အမှုကဘာအမှုလဲလူတက်မှုလူတက်မှုလို့လူတက်မြောင်းမြရဲ့နှုတ်ကလည်းပြောလိုက်ရောအခန်းလူကြီးကိုဝိုင်းအံ့အားတင်းသွားတယ်ကျွန်တော်တို့ရော့ အခြားဓမြမှုခိုးမှုလူရက်မှုအိမ်တက်မှုရိုက်မှုနဲ့ရှိနေကြတဲ့ချုပ်သားများလည်းအံ့ဩသွားကြတယ်လူပုံးကတန်တန်ပြန့်ပြန့်ဖြူဖြူစင်စင်လူငယ်လေးကလူတက်မှုကျူးလွန်ခဲ့တာကိုအံ့ဩသွားကြတာကို နေရလိမ့်စာမြောင်းမြမြို့ကွက်လက်ရက်ကွက်ကွက်လက်လန်းမင်းမှတ်ထားမြောင်းမြမင်းဘာသာမင်းလူတယောက်ပဲတတ်တတ်လူစယောက်ပဲတတ်လာတတ်လာ အချုပ်တဲ့ခုမှရောက်လာရင်လူသက်ပဲ အချုပ်သားအသေးဆိုတာအချုပ်သားဟောင်း စီနီယာတွေကို ပမာမခန့်မလုပ်ရဘူးမလေးမစားမဆက်ဆံရဘူးငါကလူတတ်မှုနဲ့ဝင်လာတာဘဲကောင်းမှဂယုမဆိုင်ဘူးဆိုတဲ့အချိုးမျိုးကိုမချိုးနဲ့အဲ့ဒီအချိုးမျိုးချိုးလာရင် အချုပ်ခန့်ထဲမှာတေးသွားမယ်ကြားလားဟုတ်ကဲ့ အချုပ်ခန့်ထဲမှာ နေရတော့လိုက်နာရမယ်စီကန်တွေကိုမှတ်ထားရေချိုးရေတောက်ဖို့ရေဖို့ငါးချက်ပေးရတယ် ဒါအချုပ်သားတိုင်းတောင်းဝင်မယ်ရေချိုးရင်ရေဖလားနဲ့ငါးခွက်ချိုးအိမ်သားသုံးရင်တစ်ခွက်ပဲသုံးစက်ကူတို့အဝက်ဆုပ်တို့သုံးလို့မရဘူးခြေကိုအပေါက်တဲ့တဲ့ပါပါဘေးမှာပေးကြအောင်ပါရင်လက်နဲ့ပြန်ကျုံရမယ်နားလေလားဟုတ်ကဲ့ညာအိမ်ရင်အလှဲကြကင်းဆောင်ရမယ်ညာပဲခြေပါရင်ညာကင်းကြသူကိုရှိပါသေးပေါ့လို့ပြောရမယ်ကင်းသမားကပါလို့ပြောမှ သွားရမယ် ိုးနေရာကို ပြန်ရောက်ရင် ရောက်လို့ပြောပြီးအိပ်ရမယ်မခိုးရဘူးမခွက်ရဘူးလိန်တူးချင်းကာမမဆက်ဆံရဘူးဘာရာတန်းနာကို မကက်ရဘူးအပြင်စရာတွေခေါ်ရင်လက်နှစ်ဖက်ချိန်မှချဲပြီးစကားပြောရမယ်ထမင်းကို ပုံစံနဲ့ပဲစားရမယ်ရံမဖြစ်ရဘူးချုပ်ချုပ်ချက်ချက်ဘာစကားမှမပြောရဘူးနားလေလားဟုတ်ကဲ့နားလေရင် ပြန်ပြောမြောင်းမြကမှန့်ညာကောင်းနေဗျာအကုန်မှန်ကန်အောင် ပြန်ပြောနိုင်တယ် ဒီနောက်အခန်းလူကြီးအောင်ဝိုင်းကသူ့ကိုခတ်တိုးတို့မေးမြန်းပြောဆိုပြီးချင်းရင်ဘက်မှနေရာချထားပေးလိုက်တယ်။မြောင်းမြတာမန်တလင်းပေါ်မှာတင်းမြင်ခွေထိုင်းပြီးငေးမော်စဉ်းစားနေသလိုလုံနေတယ်။အချုပ်တာမန်တလင်းပေါ်မှာအခဲမပါပဲထိုင်းရင်အိတ်ရင်မကြဘူးလေးဖြတ်ရော့။ဒါကြောင့်ကျွန်တော်ကကျွန်တော်ထပ်ထပ်ခင်းရိုက်တဲ့ဂုံဒီအိတ်အခင်း၃ခုတည်းကတခုကို သူ့ကိုပေးလိုက်တယ်။သူကကျွန်တော်ကို ဝမ်းသာကျေးဇူးတင်တဲ့အကြည့်နဲ့ကြည်လိုက်ပြီးဂုံဒီအိတ်အခင်းကိုလှမ်းယူတယ်။အောက်ကခင်းထားပြီးထိုင်အေးတယ်။လေဖြတ်တတ်တယ်။မောင်းရင်အင်းသားများလာရင်ရုံးထုတ်ရင်စောင်းတို့အခင်းတို့တောင်းဖို့မွေရအတွင်းလို့မရဘူး။ကြားလား။ဟုတ်ဟုတ်ကဲ့ခမ။ဆရာမှန်ကြီးခေါင်းဦးလည်းအတွင်းလို့မရဘူး။မိမလည်းခေါင်းလို့မရဘူးလို့ပြောပါဦးဗျ။ဟာဟာဟုတ်တယ်ဗျို့ ကဲဒါကလည်းမင်းမှတ်ထားတော့မောင်မြောင်းမြဟုတ်ဟုတ်ကဲ့အကိုကြီးမြောင်းမြကဘဲသူကမှစကားမပြောဘူးသူ့ဘာသာတယောက်ထဲနေတတ်တယ်ကိုလုံးပရိလေးစိတ်နေတယ်သူကျွန်တော်ကိုခင်မင်းလေးစားပုံ ရှိတယ်ပုံစံထမင်းနဲ့ပဲဟင်အရေးကျဲကိုနှစ်နှစ်ကြိုက်ကြိုက်စားတတ်တယ်သူစားနရာကြီးပြေးတနာလို့ကျွန်တော်ကအိမ်ကပိုးပေးတယ်ငချောက်ကျော်လေးနည်းနည်းလေးပေးလိုက်ရင် သူ့ခမရဝမ်းသာလွန်းလို့အခြားအချုပ်သားတွေကို ဆွေမျိုးသားချင်းမိဘဇနီးမယကဧတွေ့ခေါ်တွေ့စားစရာမုံပဲတရေစာစိတ်လေကွန်းရာပေးကြပေမဲ့ညောင်မြကိုဘယ်သူမှဧတွေ့လာမတွေ့ကြဘူးအဲ့ဒါထူးခြားချက်တစ်ခုပဲဒီလိုနဲ့သူနဲ့ရင်းနှီးစာပြုလာတော့သူကစတင်မေးလာတယ်အကိုကစာရေးစရာဆိုဟုတ်တယ်ငါညီအကိုကစာရေးစရာပဲမင်းကရောအပြင်မှာတော့ငါဘာလို့လုံတော့ကျွန်တော်ကအပြင်မှာ တီးပွီးတို့ကဲ့ဆက်တို့မိဘူးတို့ပြုပြင်တဲ့အလုပ်ကိုလုပ်ပါတယ်အကိုနေတော့ရောကွက်လက်ရက်ကွက်ကွက်လက်လမ်းမှာနေပါတယ်ညီအကိုမောင်းနှမသားချင်းမိဘများရော ရှိလားအမေရောအဖေရော မရှိတော့ဘူးကွယ်လွန်သွားကြလို့လားဟုတ်ကဲ့ငွေချင်းတွေရော ကျွန်တော်နဲ့ညီမလေးတယောက်ပဲရှိတယ်အခုညီမလေးကမရှိချတော့ဘူးဘယ်ရောက်နေလို့တုံးသေးသွားပြီဟေး သူကရောအိမ်တော်ရှိလားမြောင်းများရဲ့ရှိပါတယ်ဒါဆိုမင်းရောက်ဖကရောမင်းကိုလာမတွေ့ဘူးလားကွယ်သူလဲတေးသွားပြီအကိုရဲ့ဟေးဘယ်လိုဖြစ်လို့တော့ငါကြီးရမင်းတို့ဟာကားလေရောက်ဖကိုကျွန်တော်တက်လိုက်တာအမလေးမြတ်စွာဘုရားအကိုအံ့ဩသွားသလားဟင်ငါကြီးရဲ့ကိုနှမလေးရဲ့ယောက်ျားကိုများဘာဖြစ်လို့တက်ရတာလဲကွယ်အကိုကစားရေးเสียပါ သိခွင့်ရရင်သိပြရစီငါညီရဲ့ကျွန်တော်ကရုဏာဖြစ်စွာနဲ့မေးလိုက်တော့သူကသူ့ရဲ့လူသက်သမားဘဝရောက်ခဲ့ရတဲ့အကြောင်းကိုရင်းနှင်းစွာနဲ့အခုလိုပြောပြခဲ့တယ်ကျွန်တော်တို့မောင်နှမကိုမြောင်းမြမြို့မှာမွေးခဲ့တဲ့အကိုမှတ်ရလွယ်အောင်လို့အဖေတို့အမေတို့ကမြောင်းမြလို့နမ်းမြီပေးခဲ့တယ်ကျွန်တော်အောက်မှာညီမလေးတယောက်ရှိတယ်ညီမလေးနမ်းမြီကချုမဝါတဲ့ချုမဝါ နာမည်လေးကလှလှကြီးလားကွာအရွယ်ရောက်တော့လဲချုလို့မဟုတ်အောင်လှတာပဲအကိုကန်ဆိုးကျင်တော့ကျွန်တော်ရဲ့မိဘနှစ်ပါးဟာခရီးသွားရင်ဓမြတောင်းချမ်းသူတွေပြစ်လိုက်တဲ့လက်နဲ့ကြည်သာထိမှန်ပြီးတေဆုံးခဲ့ရတယ်ဖြစ်မှဖြစ်ရပလိငါညီရဲ့အဲ့ဒါမြောင်းမြကနေရေကြည်ရမျက်နှာရခြားဖွေးရင် ကွက်လက်မျိုးကိုရောက်ခဲ့တယ်ကျွန်တော်ကကျွန်တော်ညီမလေးချုမွားကိုတိတ်ချက်ထားအကိုရဲ့ ရရအလုံးမျိုးစုံလုံးပြီးညီမလေးကိုចောင်းထားပေးခဲ့တယ်။ညီမလေးဆဲတန်းဖြစ်ပြီးရင်တက္ကသိုလ်ရောက်အောင်ပို့ပေးဖို့အစီအစဉ်ရှိပေမဲ့ညီမလေးကသူ့ချက်သူနဲ့ခုရလိုက်ပြေးပြီးနောက်ဆုံးကျွန်တော်ကပဲလိုက်လံချဖွေးပြီးပေးစားခဲ့ရတာပေါ့။ရောက်ဖတ်ရဲ့အမိကအောင်ဖေးတဲ့ပွဲစားအလုပ်ကိုလုပ်တယ်။ဆိုင်ကယ်စပီးကားကနေတိုးလီမုတ်စာအစုံလုပ်တယ်။ကျွန်တော်ကရောက်ဖတ်လို့သူကိုပြောတယ် ရောက်ဖငါကညီမလေးကိုတိတ်ချက်တယ်ညီမလေးလိုလည်းချက်တယ်တမိလိုလည်းချက်တယ်ငါညီမကိုငါတကားမှမစူဘူးဘူးမစဲဘူးဘူးမရိုက်ဘူးဘူးငါညီမကိုမင်းတကယ်ချစ်ရလားချစ်တာပေါ့ကိုမြောင်းမြရာဘလောက်ထိချက်တဲ့ုံရောက်ဖခမညီမကိုခမချက်ထားတဲ့အစားပေါက်များစွာချက်ထားပေါ့ဗျာဒီလိုကြားရတာငါဝမ်းတာတဲ့အောင်ဖေးငါတို့မှဒီမောင်နှမနှစ်ယောက်ပဲရှိတာပါကွာ ။ဆွေရမျိုးရဲလို့ဒီမျိုးမှာမရှိဘူး။မင်းကအခုတော့ငါညီမနဲ့ဆက်ပြီးငါညီငါဆွေမျိုး ဖြစ်သွားပြီပေါ့။ငါညီမလေးကိုစိတ်ဆင်းရဲအောင်မလုပ်ပါနဲ့။ငါလည်းမင်းတို့ကို ပြန်မထားဘူးသီလာ။စိတ်ချပါဗျာ။ညီမလေးရှင်အကိုအကိုညီမလေးကို ပြန်မထားဘူးသီလာ။ဟုတ်ကဲ့အကိုဘာအကြောင်းကိစ္စအကြီးငယ်ချစ်ချစ်အကိုကိုသာပြောငွေရည်ကြေးရည်ကြမ်းမာရည် အကိုကိုလာပြောတီလာဘာမှအာမနာနဲ့စိတ်ချပါအကိုသူတို့အိမ်ခွဲနေကြတယ်ကျွန်တော်ကတော့မူလငှားနေတဲ့အိမ်မှာပဲကြမ်းရက်ခဲ့ပြီးကျွမ်းကျင်တဲ့လျှက်ဆက်လုပ်ငန်းတွေလုံးရာကရလာတဲ့ငွေတွေကိုစိုးပြီးညီမလေးကိုဆွဲချိုးငားမှုသာလှုပ်ပေးတယ်လက်စော်တကွင်းလှုပ်ပေးတယ်အကိုညီမလေးကိုမပူပါနဲ့အကိုရဲ့ဒီပစ္စည်းတွေကိုအကိုရဲ့ကျမ်းမာရေးနဲ့ ဦးစားမင်းစားအတွက်စူးစောင်းထားပါအကိုရဲ့အကိုအတွက်ဘာမှအရေးမကြီးဘူးညီမတနေ့ကျရင်ညီမလေးကသားနဲ့သမီးနဲ့ဖြစ်လာဦးမှာခုကလေးကစူးစူးစောင်းစောင်းတင်းတင်းတဲတဲရှိထားဖို့လိုအပ်တယ်နားလေလားဟုတ်ဟုတ်ကဲ့အကိုညီမလေးကလိမ်မာတယ်ဗျာဟင်းကောင်းကောင်းလေးရှိရင်ကျွန်တော်အတွက်ဟင်းတစ်ခွက်လာလာပို့ချတယ်ကျွန်တော်ကတကူကြီးတကားရသမား စားရည်တော်ရည်အရေးမကြီးပါဘူးဗျာကျုံးတို့စားတာပဲခက်တာကကျွန်တော်ရောက်ဖအောင်ဖိဖက်အကိုဒီကောင်းကပွဲစားဆိုတော့ခြေများတယ်ဘောဓာများတော့ လုံငန်းအလုပ်ဖြစ်တဲ့နေမျိုးကြရင်အတော်အစားလေးပါပြီးမူးပြီးပြန်လာလေးရှိတယ်နောက်တော့သူကအတန်ကျဲ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 လှုပ်လှုပ်လာတယ်အိမ်ပြန်ချင်းမှပြန်ရစ်တယ်အတော်အစားအပြောပါရှိတယ်လို့ကြားရတယ်ကျွန်တော်အသိများကလည်း ရောက်ဖအောင်ပေရှေးလံပြက်နေတာကိုလာလာသတိပေးပြောကြတယ်။မင်းရောက်ဖကိုဟိုအိမ်မှာတွေ့ခဲ့တယ်။မူရင်ရုပ်ပြည့်ဆင်းပြပဲမြောင်းမြရည်။သူ့နဲ့တွေ့နေတဲ့ဒေါ်ချစ်တို့အဖွဲ့ကဟိုအားပါလှုပ်ကြတာမြောင်းမြရ။ဒေါ်ချာမင်းရောက်ဖ AIDS ပါညိမယ်။အဲ့ဒီလိုလူများပြောလာတော့ရောက်ဖလှုပ်သူကိုသွားပြီးသတိပေးရတယ်။ဒင်းငါပြောရင်ရဲသလိုလှောင်းသလိုလှုပ်တယ်။ညီမလေးကလည်းကိုဝင်းနေစီလာစီကြည့်နေ။ မျက်နှာလည်းမကောင်းချဘူးကျွန်တော်ဝဲပေးထားတဲ့ချွေဆွဲချိုးလည်းမရှိတော့ဘူးဘယောက်သွားလဲမေးတော့အပေါင်းဆိုင်မှာတဲ့အကိုရွေးပေးမယ်ဘောင်းချပေးဆိုတော့နေပါစေသူ့ယောက်ျားရွေးလိမ့်မယ်တဲ့အင်းကျုံညီမလေးကအကိုထက်ချေးရမယ်သူကိုစိတ်ကြိုက်ရွေးယူပြီးအခုတော့စိတ်ထိခိုက်တဲ့မြေပူများကြားရနေပြီပေါ့ဗျာကျွန်တော်ညီမလေးမိဖွားတဲ့အကိုရမွေးလာတဲ့ကျွန်တော်ဒူမလေးကခလေးမေးနဲ့တူလို့လားမသိဘူးပါဖောင်းပေါင်းနဲ့နှုတ်ခမ်းထူးထူးလေးနဲ့ ချစ်စရာလေးဗျာကျွန်တော်မျိုးစစ်တဲ့ရပီးဗျာတီလာပျော်လိုက်ရတာဗျာကျွန်တော်ဘယ်တော့မှအိမ်တော့မပြူတော့ဘူးဗျာကျွန်တော်ညီမလေးနဲ့ကျွန်တော်ဒူမလေးရဲ့အနာဂတ်တွေကျွန်တော်လုံးစရာအများကြီးရှိတယ်ဒီလိုနဲ့ဝမ်းသာအားရဖြစ်နေတော့ရှိသေးမိဖွားပြီး15ရက်မြောက်နေ့မှာကျွန်တော်ညီမလေးအရေးပေါ်စိတ်ယုံ တင်လိုက်ရပါရောဗျာသွေးပုတ်စမ်းနာတဲ့စိတ်ယုံကရင်ပေါ်မှာမျက်နှာကြီးရောင်းအမ်းပြီးဝမ်းပိုက်ကလည်းဖောင်းကပူလို့ ။ဆေးရောင်တွေကလည်းကျူးစာ ကုနေတယ်။ကျွန်တော်လည်းလိုအပ်တဲ့ဆေးဝါးများကိုဝယ်ပေးခဲ့တယ်။အဲ့ဒီလိုဆေးရောင်ဆေးရမတွေကျူးစာပန်းစာကုနေတဲ့ကြားကနေကျွန်တော်ညီမလေးဟာကျွန်တော်လက်ကိုဖြစ်ညက်စုပ်ကိုင်းလူးလုံရင်းအကူပြောညီမလေးအကူကြီးရှိတယ်ပူတယ်အောင့်တယ်ကြိုက်လိုက်တာအကူရဲ့ညီမလေးဟင်သမီးသမီးလေးရောရှိရှိပါတယ်ညီမလေး ညီမလေးသတိထားလေအကိုသမီးသမီးအကိုနဲ့သမီးကိုတားခေါ်ရင်ကျွန်တော်ညီမလေးစိတ်ယုံပေါ်မှာအသက်ဆုံးသွားခဲ့ရတယ်ကျွန်တော်ညီမလေးရဲ့အလောင်းကိုပွေဖဲပြီးခြိုက်ကြည့်တငင်ငိုခဲ့ရတယ်ကျွန်တော်ရဲ့ပါမှာကျွန်တော်မြေရီအိုင်ထုံးသွားတယ်ကျွန်တော်မျိုးလုံးအိမ်ကကြားလာတဲ့မြေရီပေါက်ကိုမေးလိုက်ဆက်မှဆရာကြီးဒါအနှိုင်းမဲ့အချက်မေတ္တာတွေနဲ့တီးဆောင်ထားတဲ့မြေရီအိမ်ပြိုးကျသွားတာပါအကို ညီမလေးကွယ်လွန်သွားချိန်မှာသူ့ချစ်တဲ့ယောက်ျားကအနားမှာမရှိဘူးခྱི་သွားနေတယ်လို့ကြားရတယ်။နောက်ဆုံးညီမလေးအလောင်းမြေးချရေးကိစ္စကိုကျွန်တော်အသည့်မိတ်ဆွေများနဲ့စီစဉ်ရတယ်။ဒါနဲ့ကျွန်တော်ကဆရာဝန်ဆရာမများကိုမေးကြည့်ရတယ်။ဆရာကြီးတို့ရဲ့ကျွန်တော်ညီမလေးကဘာယောဂနဲ့ကွယ်လွန်ရတာပါလဲခမညာ။သွေးပုတ်စမ်းလို့ပါ။လူမှန်ရင် သင်္ခါရပဲပြ။တရားနဲ့ဖြေပါနော်။ ကျွန်တော်မသိင်္ဂါဘူးဗျာခါတိုင်းနေတွေတုန်းကအကောင်းပါကျွန်တော်သွားတွေ့ရင်သူသမီးလေးကိုနိုးတိုက်ရင်ရဲမော့ပြောချွေးနေတဲ့ညီမလေးပါ အခုဟာကနှစ်ရက်သုံးရက်အတွင်းပြစ်စည်းသွားရတာဒါနဲ့ညီမလေးကရင်ဖေးနာကလူနာများကိုတိုးတိုးတိတ်တိတ် မေးကြည့်ရင်ဗျာဟုတ်ရလားဗျာသူမစိတ်ယုံတက်တဲ့နေ့ကဆေးအောင်က မေးတော့ချင့်ညီမဖြေနေတာကိုကြားရတာပါ ယုံညံ့လိုက်တဲ့ကောင်ကွာပြန်ပြောပြတဲ့မိမတွေလည်းစိတ်မကောင်းကြဘူးကျွန်တော်ရင်ထဲမှာတေးထားလိုက်တယ်လူမဆန်းတဲ့ကောင်ကိုဘယ်လိုပညာပေးရမလဲလို့ပေါ့စဉ်းစားကြည့်ပေးကြစမ်းပါခမညာဒါလောက်ကောင်းတဲ့အလုပ်လားအုံအောင်မရှိဘူးလားစင်ချင်းတုံအသီးတရားမရှိဘူးလားပညာဘူးသူတာမရှိဘူးလားလူကြီးမိဘများကမတုံသင်ခဲ့ဘူးလားဟင်မိဖွားပြီသွေးနူသားနူ45ရဲ့မပြည့်သေးဘူး မွေးပြီလို့15ရက်ပဲရာသေးတယ်။ဒါကိုထင်းကမှုမှုယူးယူးနဲ့အတူအိတ်ဖို့ကြိုးစားတဲ့။ညီမလေးကမသိတော်တဲ့အကြောင်းမလို့တင်ကြောင်းအမျိုးမျိုးတောင်းပန်နေတဲ့ဂျားတွေကထင်းကအာဓမမရိုင်းစုပ်ပစ်လိုက်လေအောင်ဖေရညီမလေးကိုတကြိုးတဲ့နေပေါ်ဗျာတင်းချိန်မှာလိုက်ဖို့သူများနဲ့လှုပ်ချနေချိန်ပေါ့ညီကြတရားနာပြီအခောင်းကိုကျင်းပေါ်မှာတင်းနေအခောင်းဖုံးကိုဖွင့်နေ ုံးရင်နဲ့မျက်နှာတက်ပေးကြတယ်။မြည်ရည်လေးချွဲနဲ့ကျွန်တော်လှမ်းကြည့်လိုက်တော့အခောင်းထဲမှာညီမလေးရဲ့မျက်နှာဟာဖောင်းပွားပြီးရုပ်ပြည့်ဆင်းပြည့်ဖြစ်နေလို့ဗျာ။ရင်ထဲမှာလှိုက်တက်လာတယ်။ဒီမှာသူ့ယောက်ျားငမူးကမိမကြီးဘာကြီးနဲ့မူးပြီးအော်ဟက်နေတယ်။တောင်းချမ်းနေတယ်။အလကားကောင်ကျွန်တော်အနီးမှာရှိတဲ့မြေတုပေါတုကိုလှမ်းယူဇုံကိုင်းပြီးမူယူအော်နေတဲ့ရောက်ဖာအောင်ဖရဲ့ခေါင်းကိုခုတ်ချလိုက်တယ်ခွတ်အမလေးဗျာ ဟာပြေးပြေးကြမင်းလာကွာအောင်ဖေးငါ့ထဲအစတရားချစ်တယ်ဆိုတာမင်းလာကွာသိစမ်းဟာရောင်းမြဟေးကောင်မလုံးနဲ့ဖွဲကြပါဟာ ပေါတုကိုဝင်လူကြပါစွဲတန်လွဲတန်လူတန်ဟောတန်ပြေးလွားတန်အိုဟဲ့ငိုယိုတန်များနဲ့တင်းချိုင်းကုန်းဟာချက်ချင်းကဘာပြက်သလိုဖြတ်သွားတယ်ကျွန်တော်ကိုအားလုံးဝိုင်းချုပ်ထားကြတယ်ကျွန်တော်လည်းရုံးကန်အိုဟဲ့ရင်ဒင်းကိုလှဲကြည့်လိုက်တော့ ညီမလေးရဲ့မြေပုံနဖေးနားမှာ ရောက်ဖအောင်ဖေးပေါတူးစားမေးပြီးခေါင်းထချံကွဲလို့တေးသွားပြီဗျာဖြစ်မှာဖြစ်ရလေမောင်မြောင်းမြရဲ့အဲ့ဒီလူတတ်မှုနဲ့ကျွန်တော်အခုအချုပ်ထဲရောက်ခဲ့ရတာပါအကိုရ အကိုကျွန်တော်လှုပ်တာမှားသလားမှန်သလားဟင်အကိုကစားရေးစရာဝေဖန်စမ်းမှာအကိုရဝေဖန်ပေးစမ်းမှာဖူးမေတ္တာသောအချက်သောပေါက်ကွဲသွားတာမျိုးပေါ့ငါညီရမင်းညီမကို မင်းကမိမဲ့ဖားမဲ့လေးမို့အရန်ချက်တယ်တုံနေအောင်ချက်တယ်ညီမလေးကလည်းအကိုကိုချက်တယ်ရိုးသေးတယ်ပထမအမားကမင်းရောက်ဖာအောင်ဖရဲ့အမားပဲတနာရာကလွန်းလို့ဖြစ်ရတာရောသေးသေးသေးရဲ့တောက်စားမူးရဲ့လို့စင်ချင်းတုံတရားကင်းမဲ့ပြီးဖြစ်ရတာရော ရောထွေးသွားတယ်အဲ့ဒီအချက်ကိုတော့အိမ်တော်ချင်းတိုင်းလေးလေးနက်နက်ဂယူထားတဲ့နဲ့ချောင်းတဲ့နဲ့စင်ချင်းတဲ့နဲ့ဒုတိယအမားကမင်းပဲပေါ့ငါကြီးရဲ့ အတိတ်ဘဝကကံအနှဲခဲ့လို့ဒီွေဒီမြပဲနေကွင်းရလို့သေးတဲ့လူသေးသွားပါပြီဒါကိုတရားနှလုံးသွင်းပြီးအနှိမ့်စာဝရသင်္ခါရလို့သဘောထားရင်ပြီးသွားနိုင်တာကိုငါညီကညီမကို ချက်လွန်အားကြည့်တဲ့ဇောနဲ့မခံမရပောက်ကွဲပြီးမေတ္တာဇောကိုဒေါသဇောနဲ့ထပ်ဆင်လို့ရရဆက်ဆက်လှုပ်လိုက်တော့အင်းလေအားလုံးဟာကံကံရဲ့အကျိုးပေးအတိုင်းကိုပြုတဲ့ကံတရားအလောက်က ကို့ဘဝကိုစည်ရန်ချက်ချကြသမဲပါပဲတန်ဝေကရပါတော့ငါညီဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီအဆုံးထိနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ